အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့2025ခုနှစ်နိုဝင်ဘာလ13ရက်နေ့ရဲ့မွန်းတက်12နာရီချိန်ထိနောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီတော်လိုင်းလေးတစ်ပါလို့ပြည်သူပေါင်းနှုတ်ဆက်တာပါတယ်ခင်ဗျာဒီကနေ့မှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရာတွေကတော့စိုက်ဘာလိန်လယ်မှုအတွက် DGPA ခေါင်းဆောင်တွေကိုအမေရိကန်ကပိတ်ဆို့အရေးယူလိုက်ပါပြီခင်ဗျာရခိုင်ရေပိုင်နက်မှာတရားမဝင်ငါးဖမ်းတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား7ဦးကို AA ကဖမ်းဆီးလိုက်ပါတယ် ရွေးကောက်ပွဲဥပဒေနဲ့မတရားဖမ်းဆီးခံထားရသူ89ဦးထက်မနည်းရှိပြီလို့ APP ကထုတ်ပြန်ပါတယ်။ရှင်းတန်းကပြန်လာတဲ့စတောင်းမိုးကြိုးရဲဘော်တွေကိုဒေသခံပြည်သူတွေကတောင်းတောင်းဖြတ်ဖြတ်ကြိုးစုံနေကြတာကိုလည်းတွေ့မြင်ရမှာပါခင်ဗျာ။စစ်ရဲစဲရေးသဘောတူညီချက်ကိုချိုးဖောက်ကြောင်းထိုင်းနဲ့ကမ္ဘောဒီးယားအပြန်အလှန်ဆွဆွဲနေကြပါတယ်။ဒီသတင်းနေနဲ့တူထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုနားဆင်ရမှာပါခင်ဗျာ။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တရုတ်နိုင်ငံကရာဇဝတ်ကိုင်းနေတဲ့ဆက်နွယ်က ဒေါ်လာဘီလီယံနဲ့ချီတဲ့စိုက်ဘာလိမ်လည်မှုတွေကိုကြိုးကန်ပြီးတော့လုံဆောင်နေတဲ့ကရင်လက်နက်ကိုင်တပ်ဖွဲ့ DGB နဲ့ထိုင်းနိုင်ငံမှာရှိတဲ့ကုမ္ပဏီနှစ်ခုကိုအရေးယူပိတ်ဆို့လိုက်ကြောင်းအမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ပြည်ပပန်ဆိုင်မှုများထိန်းချုပ်ရေးယူ OFAC ကနိုဝင်ဘာလ12ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်ခင်ဗျာမြန်မာလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ DGB နဲ့အကြီးအကဲဆောင်၄ဦးကိုအမေရိကန်နိုင်ငံသားတွေကိုလိန်လဲတဲ့ရင်းနှီးမြှုပ်နှံမှုတွေလုံဆောင်တဲ့စိုက်ဘာရာဇဝတ်စခန်းတွေကိုကူညီပံ့ပိုးပေးမှုကြောင့် ပိတ်ဆို့အရေးယူလိုက်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ DKBA ကပိတ်ဆို့အရေးယူခံရသူ၄ဦးကတော့စိုင်းကျော်လှစော့စတီစော့စိန်ဝင်းနဲ့စော့ဆန်းအောင်တို့ဖြစ်ကြပါတယ်ခင်ဗျာ။လိန်လယ်မှုစခန်းတွေကအလုသမားတွေရရှိတဲ့ဝင်ငွေတွေဟာရာဇဝတ်ကိုင်းတွေကိုထောက်ပံ့ပေးပြီး DKBA ရဲ့မလျော်ကန်တဲ့လှုပ်ဆောင်နေမှုတွေအတွက်ရန်ပုံငွေရရှိနိုင်စေသည်ဆိုပြီးအမေရိကန်ဗန်နိုင်းဝန်ကြီးဌာနကမှတ်ချက်ပြုထားပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့ ရာဇဝတ်ကွန်ရက်တွေရဲ့စုစုပေါင်းလေပတ်ငွေဟာဘီလီယံနဲ့ချီတဲ့ဒေါ်လာတွေဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီကွန်ရက်တွေဟာလူကုန်ကူးမှုတွေလည်းပအဝင်ပတ်သက်နေပြီးနိုင်ငံတွင်းမှာလက်နက်ကင်ပြပခါကိုပို့ပြီးတော့စိုးဝါးစေတယ်လို့လည်းအမေရိကန်ဗဏ္ဍာရေးဝန်ကြီးဌာနကပြောဆိုထားပါတယ်ခင်ဗျာ။ပေဆိုရေးယူမှုတွေမှာထိုင်းနိုင်ငံသားချမှုစာဝင်လည်းပါဝင်တယ်လို့သိရပါတယ်။အလားတူဒီကဘီနဲ့ပူးပေါင်းပြီးတော့တရုတ်နိုင်ငံသားတွေနဲ့ဖွဲ့စည်းထားတဲ့ရာဇဝတ်ကိုင်းတွေနဲ့ဆက်ဆက်မှုရှိတဲ့ထိုင်းနိုင်ငံကထရနေရှားနဲ့ Truster Company ကိုလည်းပိတ်ဆို့အရေးယူမှုစီးရင်မှာပါဝင်တယ်လို့သိရပါတယ်။အဲ့ဒီထိုင်းနိုင်ငံသားတွေနဲ့ကုမ္ပဏီနှစ်ခုတွေဟာမြန်မာနိုင်ငံမှာရှိတဲ့လက်နက်ကိုင်ဖွဲ့တွေနဲ့ဒီနိုင်ငံကစီစဉ်ဖွဲ့စည်းထားတဲ့ရာဇဝတ်ကိုင်းတွေကြားဆက်ဆက်ခွင်းဆက်ဖြစ်တယ်လို့အမေရိကန်မန္တလေးဝန်ကြီးဌာနကဖော်ပြထားတာကိုတွေ့ရပါတယ်။ဒီကိပီနဲ့အခြားသောဒေသတွင်းလက်နက်ကိုင်ဖွဲ့တွေကိုလိမ်လည်မှုစကန်တွေကိုတိစောက်ဖို့ကူညီပေးခဲ့တယ်လို့လည်းပြောဆိုထားပါတယ်။ Tranisha ဟာ Huana စကန်နဲ့ နမဆိုးနဲ့ကြော်ကြတဲ့ KK Pass စခန်းအပဝင်လိမ့်လည်မှုစခန်းတွေတိစောက်ဖို့ဘေးစိုးရေးယူခံထားရတဲ့အဖွဲ့တွေနဲ့အခြားမြေငှားရဲစာချုပ်တွေကိုလည်းလက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်။ဒီ KBA ဟာငွေလင်းလက်စခန်းတွေကို လုံခြုံရေးယူပေးထားပြီးအဲဒီစခန်းမှာအတင်းအဓမ္မခိုင်းစေခံရတဲ့လူကုန်ကူးခံရသူတွေကိုအလွဲသုံးစားပြုတယ်ဆိုပြီးလည်းပြောဆိုထားပါတယ်။ဒီ KBA စစ်သားတွေဟာလက်ထိတ်ခတ်ထားတဲ့လိမ့်လည်တဲ့ဝန်ထမ်းတွေကိုရိုက်နှက်နေတဲ့ဗီဒီယိုတွေထွက်ပေါ်ခဲ့ပါတယ်။ ကယ်ဆယ်ခံရတဲ့အဲ့ဒီဝန်ထမ်းတွေဟာသူတို့ကိုလျက်စစ်လျှော့ပေးတာနဲ့အခြားရက်စက်တဲ့ဆက်ဆံမှုတွေခံခဲ့ရကြောင်းပြောဆိုခဲ့ကြတယ်လို့ဗန်နိုင်းဝန်ကြီးဌာနကဆိုပါတယ်။အဲ့ဒီလိင်လယ်မှုလုပ်ငန်းတွေမှာပါဝင်တာအတွက် DGPA ဟာလက်ရှိလှုပ်ဆောင်နေတဲ့မလျော်ကန်တဲ့လှုပ်ဆောင်မှုတွေကိုထောက်ပံ့ဖို့ရန်ပုံငွေတွေရရှိနေကြပါတယ်။ DGPA ဟာမူရစ်စေဝါလူလက်နက်နဲ့တော်ရင်တလိษံပေါန်းခိုးကူးမှုတွေအပြင်ငွေကြေးခွာချမှုတွေမှာတရုတ်နိုင်ငံကစီစဉ်ဖွဲ့စည်းထားတဲ့ ရာဇဝတ်ဂိုင်းတွေနဲ့ပူးပေါင်းလှုပ်ဆောင်နေတယ်လို့အမေရိကန်ဗဏ္ဍာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာတီလင်းဖော်ပြထားပါတယ်။ကရင်ပြည်နယ်မြောက်ပြည်မြို့နယ်ရွှေကုတ်ကူမြို့မှာတည်ရှိတဲ့စိုက်ဘာလေလံမှုစခန်းတွေကိုလှုပ်ဆောင်မှုအတွက်ကရင်မျိုးသားတပ်မတော် KNA ကိုအမေရိကန်ဗဏ္ဍာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ပြည်ပပိုင်ဆိုင်မှုများထိန်းချုပ်ရေးယုံ OFAC ကပြီးခဲ့တဲ့စက်တင်ဘာလမှာပိတ်ဆို့အရေးယူခဲ့ပါသေးတယ်ခင်ဗျာ။ရခိုင်ပြည်နယ်ဘက်ကသတင်းအနေနဲ့ဆက်ချက်ပါတယ်ခင်ဗျာ။ ရခိုင်ပြည်ရသေးတော်မြို့နယ်ရခိုင်ရပိုင်နယ်ပင်လယ်ပြင်မှာနေဆက်ကျူးကျော်ပြီးတော့တရားမဝင်လာရောက်ငါးဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား73ဦးကိုအာရခတတော်အေကဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့သိရပါဗျ။ရသေးတော်မြို့နယ်ကိုးတံကောက်ရွာပြက်အနီးမှာကမ်းဆက်မှာမနေ့ကနိုဝင်ဘာလ12ရက်နေ့ကဘင်္ဂလားဒေ့ရှ်နိုင်ငံသား6ဦးက74ဒစီနဲ့ခွင့်ပြုချက်မရှိဘဲနဲ့ငါးခိုးဖမ်းနေတာလို့သိရပါဗျ။ဒါပြင်ကိုးတံကောက်ရွာနဲ့ချင်းကာလီရွာအကြားကမ်းဆက်နီးမှာလည်းမနေ့ကခွင့်ပြုချက်မရှိဘဲငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား9ဦးကဆက်လီပြတ်ပြီးတော့ရန်နာနေတာကိုတွေ့ရတယ်လို့ဆိုပါတယ်သူတို့73ဦးကိုရခိုင်ရေပိုင်နက်မှာတရားမဝင်၅ခုဖမ်းမှုနဲ့အရက်ခတက်တော်အေကန်းကျင်ဆောင်တပ်ဖွဲ့ဝင်တွေကတွားရောက်ဖမ်းဆီးခဲ့ပြီးအရေးယူဆောင်ရွက်သွားမယ်လို့လည်းသိရပါပါတယ်ခင်ဗျာ။နိုဝင်ဘာလ9ရက်နေ့ကလည်းမောင်တော်မြို့နယ်အလေတန်ကျော်ချောင်းဝကန်းဆက်မှာဆက်လီပြတ်ပြီးတော့ရန်နာနေတဲ့တရားမဝင်၅ဖမ်းသမားဘင်္ဂလားဒေ့ရှ်နိုင်ငံသား6ဦးကိုလည်းအရက်ခတက်တော်ကန်းကျင်ဆောင်တပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရဲ့နိုင်ငံသားတွေအနေနဲ့ရခိုင်ပြည်ပိုင်နဲ့အတွင်းခွင့်ပြုချက်မရှိဘဲငါမဖမ်းကြဘူးအရခတ်တက်တို့ကမ်းခြေဆောင်တပ်ဖွဲ့ဝင်တွေကအချင်းချင်းသတိပေးမှုတွေရှိနေပေမဲ့ဘင်္ဂလားဒေ့နိုင်ငံသားတွေဟာလိုက်နာမှုမရှိကြောင်းသိရှိရပါတယ်။ရခိုင်ပြည်ပိုင်နဲ့အတွင်းငါဖမ်းလို့ရင်ဘင်္ဂလားဒေ့နိုင်ငံသားတွေအနေနဲ့အရခတ်တက်တို့တပ်ဆိုင်ရာဌာနတွေမှာတရားဝင်ခွင့်ပြုချက်လိုင်စင်ပြုလုပ်နိုင်ကြောင်းလည်းပြောဆိုထားပါတယ်ခင်ဗျာ။ တိုက်ပွဲသတင်းတွေဘက်မှာတော့ဝင်းတုံမြို့နယ်မှာအင်အား100လောက်ပါတဲ့အချမ်းပတ်စစ်အုပ်စုကိုတိုက်ခိုက်မှုမှာတော့စစ်ရုံးကောင်စီတပ်ဘက်က3ဦးဒဏ်ရာရသွားတယ်လို့သိရပါတယ်ပြည်စုံကိုကြည့်အောင်ပါစကိုင်းတိုင်းကောလင်းခရိုင်ဝင်းတုံမြို့နယ်မှာအချမ်းပတ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်ရုံးကောင်စီတပ်ဘက်က3ဦးဒဏ်ရာရခဲ့တယ်လို့ဝင်းတုံမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ကထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာဝင်းတုံမြို့နယ်ခတ်ချိုကျေးရွာကိုနွေမာလာ10ရက်မှာစစ်ကြောင်းထုတ်လာတဲ့အချမ်းပတ်စစ်ရုံးကောင်စီတပ်အင်အား100လောက်ကိုဒရုန်းလက်လုံ60မမတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ် တိုက်ခိုက်မှုကိုတော့ဝင်းတို့မြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ရဲ့ drone တစ်ဖွဲ့လက်လုံ60မမအဖွဲ့တို့လုံဆောင်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးဖွဲ့ဝင်တွေထိခိုက်မရှိနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့အတည်ပြုထားပါတယ်ခင်ဗျာအနာဒိန်ချမ်ဖတ်စစ်ကော်မရှင်ဟာသူတို့ကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲနီးကပ်လာလေလေဝါရဖြန့်မှုတွေကိုပို့ပြီးတော့လှုပ်ဆောင်လာသလိုရွေးကောက်ပွဲပေါ်ဝေဖန်သူတွေကိုလည်းဖိနှိပ်ဖမ်းဆီးမှုတွေပို့ပြီးတော့လှုပ်ဆောင်လာရမှာအခုဆိုရင်ရွေးကောက်ပွဲဥပဒေနဲ့ ဖန်စီခံရသူ89ယောက်ထိရှိပြီလို့နိုင်ငံချင်းသားများကူညီဆောက်ရှောက်ရေးအသင်း ABB ကမနေ့ကထုတ်ပြန်ထားပါတယ်ခင်ဗျာ AB ကနေကောက်ယူထားတဲ့စင်ရရစစ်တပ်မတရားသဖြင့်ပြဋ္ဌာန်းထားတဲ့ရွေးကောက်ပွဲဥပဒေကြောင့်ဖန်စီခံရသူ89ယောက်ရှိပြီဖြစ်ပြီးအဲ့ထဲက54ယောက်ကိုနံပါတ်စင်ရအတီးပြုတ်နေစေဖြစ်တယ်လို့ပြောဆိုထားပါတယ်ဒီစင်းဟာလလမ်းမိသမ ्या ကောက်ယူထားတာဖြစ်တဲ့အတွက်မြေပြင်မှာတကယ်ဖန်ဆီးခံရသူအရေအတွက်ဟာဒီထက်ပိုပြီးတော့များနိုင်တယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်ကောင်ရှင်ရဲ့မတရားအာဏာသိမ်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးဖမ်းဆီးခံခဲ့ရသူစုစုပေါင်း2955ယောက်ရှိပြီးအဲ့ဒီထက်က2638ယောက်ကထိမ့်သိမ်းခံရဆဲဖြစ်ကထိမ့်သိမ်းခံရသူတွေက1356ယောက်ကတော့ထောင်ထဲချမှတ်ခံထားရတယ်လို့လည်းပြောဆိုထားပါတယ်ခင်ဗျာဆီအာဏာသိမ်းမှုစတင်ခဲ့တဲ့2000ဆန္ဒသိမှုစတင်ခဲ့တဲ့2020ခုနှစ်ကနေလက်ရှိ2025နိုဝင်ဘာ12ရက်နေ့အထိ အကြံပတ်စုပ်စုနဲ့လက်ပါစီတွေကြောင့်ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူနဲ့ပြည်သူစုစုပေါင်း8458ယောက်တည်ဆုံးခဲ့တယ်လို့ ABB ကထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာမြန်မာညွှန်ရဆိုရကာဝေးဦးညီဌာန PDF တမတော်စယုံချုပ်ဒုတိယစူးစီအရာရှိချုပ်ဖြစ်သူမန္တလေး PDF ရဲ့ဒေါက်တာစိုးသူရဆိုအကြောင်းကိုရိုက်ကူးထားတဲ့မှတ်တမ်းရုပ်ရှင်ဒေါက်တာစိုးသူရဆိုကိုနိုဝင်ဘာလ15ရက်နေ့မြန်မာစံတော်ချိန်ည9:00မှာ PVTV ကနေထုတ်လင့်ပြသသွားမယ်လို့သိရပါတယ် ုတ်ပြူဟာကပြုတ်တဲ့ရုပ်ရှင်ပွဲတော်မှာပြသနေတဲ့ဇကား၃ငါးကိုတပတ်ကိုတကားနှုံးနဲ့၃ပတ်ဆက်တိုက်ပြသမှာဖြစ်တယ်လို့သိရပါတယ်။ခေကောင်းလို့အတန်ထွက်ခဲ့သူမဟုတ်ဘူး။ယုံကြည်ချက်ယက်တီချက်ခိုင်မာသူတိုင်းပြည်ဖြတ်အုပ်စုတွေလက်ထက်ကမြန်မာပြည်နဲ့ဒီမိုကရေစီကိုပြန်လည်တည်ယူမဲ့ပညာတတ်လူငယ်နမကျော်စကပုံတစ်ခုရှိပါတယ်။ပညာတတ်လူယုံမာတွေဟာတိတ်ကိုကြောက်เสียကောင်းတာတဲ့။ကျွန်တော်တို့နိုင်ငံမှာအဲ့လိုလူဒန်းစားဟာတီးတန့်တရှိနေသလို့ ဒေါက်တာဆိုးသူရဆိုလို့လို့အရာရာကိုပိတ်ဆက်ပြီးတိုင်းပြည်ကိုအပေါင်တုကနေဆွဲထုတ်ဖို့ကြိုးစားနေကြတဲ့နေပဲတီတီကအသိပညာရှင်အတက်ပညာရှင်ပေါင်းများစွာဟာဒီຫນွေဦးထဲမှာတည်ရှိနေကြပါတယ်လို့မိုးကုတ်ဗျူဟာကမှတ်ချက်ပြုပြောဆိုထားပါတယ်။ဒေါက်တာဆိုးသူရဆိုမှတ်တမ်းရုပ်ရှင်ကိုဒိုက်တာကေကရိုက်ကူးခဲ့တာလို့သိရပါပါတယ်ခင်ဗျာ။ဒီမှတ်တမ်းရုပ်ရှင်ကိုမိုးကုတ်မြို့မြို့သိမ်းတိုက်ပွဲကာလအတွင်းမှာရိုက်ကူးထားတာဖြစ်တယ်လို့လည်းသိရပါပါတယ်ခင်ဗျာ။ A pale young doctor

ဒီကောင်တွေကတော့ရှင်ပြီးတိုက်နေတယ်။ဒါတကယ်ပြောတာရှင်ပြီးတိုက်နေတယ်။ဟုတ်ပြီကျွန်တော်ဟုတ်ပြီနောက်တစ်လုံးချမယ်နောက်တစ်လုံးဟောမရမရစာစာဟောပြဆိုင်ကိုကောင်းတယ်မသားမသားမသားနာပရတာပါကောင်းတယ်ပြည့်စုံတော့တယ်ခေါင်းကောင်းကွက်တိမယ်ဘုဘကဝင်နေဆိုလို့ရှိရင်ဘုဘကအရှိပိုင်းမင်းနေအနောက်ပိုင်းမင်းနေဘုဘကမှာတောင်းတဲ့အချက်ကပါလဲဆိုတော့ဆက်တော့ပြည်သူအကုန်လုံးကကိုယ့်ဘက်ကကြည့်တယ်ဟုတ်ပြီနော်အဲစစ်ကောင်စီဘက်ကပါတဲ့သူ ူတူမရှိဘူးအဲ့တော့နောက်ဆုံးပြောမယ်ဆိုရင်တရားရတရားမှာ65ကျတယ်ကောဒီကကိုယ့်ဘက်ကကြည့်တယ်ဟုတ်ကဲ့ဟုတ်ပြီဟုတ်ပြီဝေရလာပြီဒီကကြွေလိုက်ဒီကထင်းလောက်ထုတ်ပို့လိုက်တာဒီလူကကြွေဒီလူကမေးထုတ်ပြီတဲ့တော့တကားဖွင့်လာတော့တကားဖွင့်လာတော့ဝင်လို့ရတယ်ဟုတ်ကဲ့ပါလင်းအမေဒီကဆိုဖွင့်လို့ရတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဒီရှင်းတော့လို့ဘာလို့ဒီလိုကဘောပတ်တဲ့လူတွေကဘောပတ်တဲ့လူတွေ ကို professional ကိုမစွန့်လွတ်ဖက်နဲ့ဒီဒဏ်ရာရပြည်သူတွေနဲ့ဒဏ်ရာရပြည်သူဘက်တော်သားတွေကိုစေကုနေတဲ့တော်လိုင်းရေးရဆရာဝန်တွေဒုနာပြူတွေရှိတယ်လို့ပဲကျွန်တော်တို့ဥပမာတစ်ခုပေးရမယ်ဆိုလို့ရှိရင်တော့ခြေခွေဗားလာလို့ပေါ့ဗျာဆရာဝန်ဖြစ်ပေမဲ့လည်းလက်နက်ကင်ပြီးတော့မှတော်လိုင်းကြီးကြတဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူဘက်တော်သားဆရာဝန်တွေလည်းအများကြီးရှိပါသေးတယ်နောက်ထပ်တက်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ထိုင်းနိုင်ငံ စမုတ်ပရဂမ်မှာပြုံပြုံလေးရုပ်ရှင်ကိုပြသမယ်လို့သိရပါတယ်။ဒီကြောင်းတုံတုံတစ်ဖြစ်လဲကိုကြီးပေါက်ကအခုလိုမျိုးကြေညာပြောဆိုထားပါတယ်ခင်ဗျာ။အားလုံးပဲမင်္ဂလာပါရှင်။ခင်နာမိသူ တသိမ့်သိမ့်တုံဆင်းကနေပြီးလို့ရှင်။နှုတ်ဆက်လိုက်ပါတယ်နော်။တုံတုံပါပြောချင်တာလေဆိုတော့အခုဒီလနိုဝင်ဘာ23ရက်နေ့ဘန်ကောက်မှာပြုံပြုံလေးရုပ်ရှင်ပြမှား စမှုပကံနဲ့စမှုပကံတုံတုံလည်းမသိဘူးဘယ်နာလဲဆိုတာတော့မသိဘူးစမှုပကံစမှုပကံတော့သိတယ်စမှုနဲ့စမှုတော့မဟုတ်ဘူးเนาะစမှုပကံနဲ့အဲ့ဒါဘန်ကောက်ကလူတော့သိကြမှာပေါ့เนาะအဲ့နေရာမှာ ရုပ်ရှင်ပြမှာအဲ့တော့ရုပ်ရှင်ပြမယ်အဖွဲ့ရလဲသူတို့ရဲ့ page ကရောပြုံးပြုံးလေး page ကရောကြော်ညာထားပြီးပြီးအဲ့ဒါ23မိနစ်ဆိုတော့ရက်ကတိတ်မလို့တော့ဘူးအဲ့ဒါသွားပြီးတော့အားပေးလို့ရတယ်လက်ရှိဒီအချိန်မှာလေတော်လိုင်းဘက်မှာ ရဲရဲဝုံဝုံပါဝင်ပြီးတော့ရက်တည်နေတဲ့သူတွေကแน่ๆလေးရှိတာဒီလူတွေကိုဝင်းရံရမယ်ဒီလူတွေကလည်းပြီးတော့ဒီရုပ်ရှင်ကလည်းလေကိုဂျိုးအတွက်လည်းမဟုတ်ဘူးအဲ့တော့အဖွဲ့စည်းဂျိုးအတွက်လည်းမဟုတ်ဘူးအဲ့တော့တော်လန်ကြီးအားလုံးအတွက်ကိုတရားရာဂိုင်းလုံးစီစဉ်မဲ့ပြုံပြုံလေးရုပ်ရှင်ဖြစ်တဲ့အတွက်ဒီလိုရုပ်ရှင်မျိုးမအားမပေးရင်ဘယ်ဟူသွားအားပေးမလဲနော်အဲ့ဒီတော့ပြုံပြုံလေးရုပ်ရှင်23ရက်နေ့စမှုပကံဘန်ကောက်မှာပြမှာအဲ့ဒါအားပေးအောင်လို့ အားမပေးရင်တော့နော်တုံတုံနဲ့တွေ့မယ်နော်တုံတုံပါဇက်နဲ့တွေ့မယ်อืมသွားပေးလိုက်အောင်နော်23ရက်နေ့သမှုပကံသမှုပကံ23 23သမှုပကံဘိုင်းဘိုင်းနောက်ထပ်သတင်းဒီပုံအနေနဲ့ဆက်အနာရှင်စနစ်ကိုတွန်းလှန်တိုက်ခိုက်ဖို့နေရာဒေသမရွေးကြာရတာဝန်ကိုထမ်းဆောင်ပြီးပြန်လာကြတဲ့ရဲဘော်တွေကိုဒေသခံပြည်သူတွေကအောင်တပြေပန်းနေနဲ့ကြိုးစိုးဂုံပြုတ်ခဲ့ကြတယ်လို့စရောင်မိုးကျိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနိုဝင်ဘာလ17ရက်နေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာရုပ်တံဖိုင်နဲ့တူထုတ်ပြန်ထားတာဖြစ်ပါတယ်ရုပ်တံဖိုင်နဲ့မှာအခုလိုမျိုးကြည်နူးစရာကောင်းတဲ့မြင်ကွင်းတွေကိုတွေ့မြင်ရမှာပါခင်ဗျာနာကတ်တွက်အလင်းပြားမဲ့ကျေပွင့်များကျေပွင့်များဒီလူများနဲ့အတူကုညီကြဖို့အတူအောင်ပွဲများကိုလမ်းကင်လို့ယူအောင်ပွဲများကိုလမ်းကင်လို့နိုင်ငံတော်ဝန်ထမ်းဆောင်ကြမယ်ခေတ်သေးသူရဲ့လောင်းများ ိန်ကပုံမြေမှာအချစ်ပြုလို့ပေါ်ထွက်လာတော့သူရဲကောင်းများသူရဲကောင်းများချစ်ပြီးနာရဲ့ထုံးနှလုံးယူတာသာအနာဂတ်အတွက်အလင်းပြောင်းမဲ့ကျယ်ဝင်များကျယ်ဝင်များဒီလူများနဲ့အတူဘူညီကြဖို့အတူအောင်ပွဲများကိုလှန်ကန်လို့ယူအောင်ပွဲများကိုလှန်ကန်လို့ယူလက်တော်ဝန်ထမ်းဆောင်ကြမယ်ခင်ဗျသူရဲကောင်းများ င်ငံတကာသတင်းတွေဘက်မှာတော့ပြီးခဲ့တဲ့ကာလကစစ်ပြင်းကြီးရေးစာချုပ်ချုပ်ဆိုထားပေမဲ့ထိုင်းနဲ့ကမ္ဘောဒီးယားကြားကနေဆက်တင်းမာမှုတွေဟာအခုရပိုင်းတွင်တိတိတသားပြန်လည်ပြီးတော့မြင့်တက်လာနေပါတယ်ခင်ဗျာထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာစစ်ရဲဆဲရေးသဘောတူညီချက်ကိုချိုးဖောက်ကြောင်းအပြန်အလှန်ဆွဆွဲပြီးတော့ဝေဖန်နေခဲ့ကြပါတယ်နိုဝင်ဘာလ၁၂ရက်နေ့မှာတော့ကမ္ဘောဒီးယားကာဝေးဝန်ကြီးဌာနကထိုင်းစစ်တပ်ဘက်ကရန်စပစ်ခတ်မှုကြောင့်နေဆက်ကြီးရွာတစ်ခုမှာရွာသားတအုပ်တည်ပြီးတော့၅ဦးဒဏ်ရာရခဲ့ကြောင်းပြောကြားခဲ့ပါတယ် ဒါပေမဲ့ထိုင်းစစ်တပ်ကတော့အဲ့ဒီဆွဆွဲချက်ကိုအတိအလင်းညှင်းဆိုခဲ့ပြီးကမ္ဘောဒီးယားဟာအဖြစ်မှန်တွေကိုလိုရာဆွဲပြီးတော့လှင်စားပုံဖော်နေတယ်လို့တုံ့ပြန်ခဲ့ပါတယ်။တကယ်တမ်းမှာတော့ကမ္ဘောဒီးယားဟာလုံနေကြတိုင်းပြဿနာကိုအရင်စရှာပြီးနောက်ဆက်တွဲသတင်းချက်လက်အမှားတွေကိုဖြန့်ဝေနေတာသာဖြစ်တယ်လို့ထိုင်းစစ်တပ်ရဲ့ပြောဆိုခွင့်ရရရှိဖို့ကြောင့်ဝင်းထိုင်းဆူအော်ရီကပြောကြားခဲ့ပါတယ်။တကယ်တမ်းမှာတော့ကမ္ဘောဒီးယားစစ်သားတွေကသာရန်စခဲ့တာဖြစ်ပြီးထိုင်းကတုံ့ပြန်တော့အရသားတွေကိုလူသားတိုင်းအဖြစ်အသုံးချအကာအကွယ်ယူခဲ့တယ်လို့ ဝင်ထိုင်ကဆိုပါတယ်နွေမာလာစနစ်နေ့ကခော့ဆွန်ပြည်နယ်တဲကဘန်တော်ယာကူနားမှာထိုင်းစစ်တပ်တွေရှိနေတဲ့အစီကမ္ဘောဒီးယားကစတင်ပစ်ခတ်ခဲ့ကြအောင်ဒါကြောင့်ထိုင်းစစ်သားတွေကအကာအကွယ်ယူပြီးတော့ကြီးစံလာရစီတုံ့ပြန်ပစ်ခတ်ခဲ့တာဖြစ်ကြောင်းအဲ့လိုတုံ့ပြန်ရမှာလဲတစ်ဖက်ကရန်လိုမှုကိုတားဆီးယုံထိုင်းရဲ့အချုပ်အခြာအာဏာနဲ့ထိုင်းစစ်သားတွေရဲ့လုံခြုံရေးကိုကာကွယ်နိုင်အောင်လောက်သာထိန်းသိမ်းသိမ်းသိမ်းဆောင်ရွက်ခဲ့တာဖြစ်ကြောင်းဝင်ထိုင်ကဆက်ပြီးတော့ပြောပါတယ်။ဒါကြောင့်မလို့ကမ္ဘောဒီးယားဆွဆွဲတဲ့ ထိုင်းဘက်ကအပြစ်ရဲ့သဘောတူညီချက်ကိုချိုးဖောက်ပြီးစပစ်တယ်ဆိုတဲ့အချက်လက်ကလုံးဝမယုံကြောင်းရဲသားတွေကြားပုံအောင်ပြီးမှရန်စပစ်ခတ်တဲ့ကမ္ဘောဒီးယားရဲ့လူရက်ကသာပြည်သူတွေကိုလူသားတိုင်းအဖြစ်နဲ့အမျက်ထုတ်မှုမြောက်နေကြောင်းဝန်ထိုင်ကဆွဆွဲသွားပါတယ်ခင်ဗျာအခုသတင်းတပတ်စောပိုင်းတုန်းကထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာမြေမြုံပိုင်းပောက်ကွဲပြီးတော့ထိုင်းစစ်သားနှစ်ဦးဒဏ်ရာရခဲ့တဲ့ဖြစ်ရပ်နောက်ပိုင်းနှစ်ဖက်ကြားမှာတင်းမာမှုတွေကပိုပြီးတော့ဆိုးရွားလာနေပါတယ်အဲ့ဒီဖြစ်စဉ်ပြီးထိုင်းက စီအစအေးသဘောတူညီချက်ပါလုပ်ငန်းစဉ်တွေအကောင့်တွေဖော်မှုကိုဆိုင်းငံ့ထားမယ်လို့ကြေညာခဲ့ပြီးကမ္ဘောဒီးယားအနေနဲ့တရားဝင်တောင်းပန်ရမယ်လို့ပြောဆိုထားတာရှိနေပါတယ်။ဒါပေမဲ့ကမ္ဘောဒီးယားကတော့တုံ့ပြန်မှုမရှိခဲ့ပါဘူးခင်ဗျာ။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာနေဆက်တင်မမှုတွေကြောင့်ဇူလိုင်လ24ရက်ကနေ28ရက်နေ့အထိစစ်ပွဲဖြစ်ပွားခဲ့ပြီးအဲ့နောက်မှာတော့အပြည့်အဝသဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့လကုန်ပိုင်းမှာတော့အမေရိကန်နဲ့မလေးရှားအစိုးရတွေရဲ့ဂျာဝင်စစ်ဆက်ပေးမှုနဲ့အတူနိုင်ငံစီအစအေးစာချုပ်ကိုလက်မှတ်ရေးထိုးထားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ ။ဒဏ်ရာရီသေဆောင်ထားရတဲ့မြို့ကလေးတနားစရာမြို့ကလေးကြီးကာကွယ်ပေးခဲ့တဲ့မြို့ကလေးကြီးနှလုံးသားကိုပေါင်းကူတထားလို့ဒလိုမြို့တွေဘယ်နှမြို့ရှိနေပြီလဲဘယ်နှမြို့လဲလူသားစံမှုတရားတွေအာကောင်ချစ်အော်ဟစ်ချင်နေတဲ့မြို့ကလေးကြီးဆိုပြီးဆရာတင်သူကဒဏ်ရာများတဲ့မြို့ကလေးအကြောင်းအခုလိုမျိုး တင်ဆက်လာပါတယ်ခင်ဗျာနားဆင်ခန်းစားကြည့်အောင်ပါ ရန်ရများတဲ့မြို့ကလေးရန်သူတွေမြို့ကလေးကိုမဝိုင်းခင်ကလေးကအင်းပင်တွေပောက်တဲ့တောင်ကုန်းတွေကဝိုင်းတာကိုခံထားရတဲ့မြို့ကလေးပေါ့မြို့တောင်ဘက်ကချောင်းကလေးမှာရန်သူအလောင်းတွေမျောဘူးတယ်မြို့မြောက်ဘက်ကဇေဒီမှာလေရင်ဘုံးဆန်ကျဘူးတယ်သူရဲကောင်းတွေကိုပတ်ထားပေးလို့တဲ့နတ်ဆိုးရိုက်တမနတ်ဆိုးရိုက်တမ မြို့ကလေးရဲ့ကြောမှာဒံရလူရအခုထိလက်လက်ဆက်ဆက်ဒီနေ့အေးချမ်းတဲ့အခါငါရေးတဲ့အချစ်ကပြမှာမြို့ကလေးနှစ်မိပအောင်ရေးမယ်မြို့ကလေးရဲ့အနောက်ဘက်ကတောင်ကုန်းတွေကြားမှာအိတ်နေခဲ့တဲ့ငါညီလေးနဲ့သူ့တငယ်ချင်းတွေစီကိုတတိယနိုင်သွားမယ်မြို့ကလေးနတ်ဆိုး၆တော့မတောင်မထိတ် သူရဲ့စိတ်နဲ့အံကျိတ်ထားတဲ့မျိုးကလေးမုံတိုင်းဒါလာစစ်ဒါလာဟဲ့မျိုးကားကြောက်စိတ်မရှိခင်မိတိုက်ခံရဘုံတံခလဲမျိုးကယွန်းစိတ်မရှိခင်မှန်တဲ့တရားမျိုးတကားမှာမျိုးကဓာတ်ထန်ဆောက်နေတော့တတိကောင်းတဲ့မျိုးကလေးတတိကောင်းတဲ့မျိုးကလေး ပိုးစာခင်းတွေရှိတဲ့မြို့ကလေး view point ရှိတဲ့မြို့ကလေးနေဆက်မြို့ကြီးရဲ့မလန့်မကန့်ကကြောသားရင်သားငါတို့အပေါ်မခွဲခြားခဲ့တဲ့မြို့ကလေးဘယ်ဧည့်သည်ရဲ့ကျေးဇူးမှမြို့ကလေးပေါ်မရှိပေမဲ့မြို့ကလေးရဲ့ကျေးဇူးနဲ့ဧည့်သည်တွေအေးရေးဝါဝါအိတ်ခဲ့ရမှုနဲ့ဟောဒီကာလာကြီးတဲ့ဒီမြို့ကလေးမှာခမည်းနေခဲ့ဘူးတဲ့ဆိုရင်တော့ အကောင်ပဲအခုတော့အရှိရောမနဲ့အော်တိုမင်တို့ကွန်စတန်တီနိုပဲကိုလူတလို့မြို့ကလေးကိုရန်သူနဲ့အပြိုင်လူနေရမြို့ကလေးမှာတီယိုဒိုရှန်လို့တတိုင်းမရှိဘူးအဲ့ဒီတတိုင်းလို့ငါတို့သူရဲကောင်းလို့ရှိနေမြို့ကလေးဟာနောက်တစ်ခါရန်သူလက်ကိုထပ်ပါလို့မဖြစ်ဘူးမှန်လားမြို့ကလေးမှာဒဏ်ရာတွေထပ်ရလို့မဖြစ်ဘူးမှန်လားမြို့ကလေးဟာ trauma တွေထပ်ရလို့မဖြစ်ဘူးမလားမြို့ကလေးရဲ့တမိုင်းမှာတောက်သုံးသွားသူတွေရဲ့အပြုံးတွေတိုင်းတာကြည့်သေးတယ်လို့မြို့ကလေးထဲကရဲဘော်ကဖုံးဆက်ပြီးပြောတယ်ငါတို့ရဲ့သူရဲကောင်းစိတ်တန်ကြီးဟာအဲ့ဒီမြို့မှာအဲ့ဒီမြို့ကလေးထဲမှာတည်ခဲ့ပေါ်အဲ့ဒီမြို့ကလေးမှာရန်သူလက်ထက်နဲ့စေးရုံအပြုတ်အပြက်လည်းရှိတယ် လက်နက်ကြီးကြားထားတဲ့စာတင်ကြောင်းလေးရှိတယ်။မြို့ကလေးရဲ့ဖျားတောင်းနေရံမှာပွားထနေတဲ့ကြီးဆိုင်ယာတွေလည်းရှိတယ်။စီးစာရေကန်ကြီးနဲ့မျက်ရည်စီးကြောင်းတွေလည်းအဲ့ဒီမြို့ကလေးမှာရှိတယ်။မြို့ကလေးရဲ့လမ်းတွေမှာမြေမြုပ်မိုင်းတွေရှိခဲ့ပြီးမြို့ရဲ့အမှတ်အသားဖြစ်တဲ့ပုံစံတူအိမ်ကလေးတွေမှာလည်းရစရာမရှိအောင်ဖြတ်သီးခံထားရတယ်။ဒီကိစ္စတွေနဲ့ပတ်သက်ပြီး မြို့ကလေးခမခုထိမြည်ပြတာမကြားရသေးငါတို့အားနာရတယ်မြို့ကလေးကြီးမြို့ကလေးကိုနတ်ဖလိုဟာကြွတ်ကြုတ်ဝါဟုချောင်းနေပြန်ပြီမြို့ကလေးနားမှာလက်နက်ကြီးတန်တွေညံနေပြန်ပြီတဲ့မြို့ကလေးကိုပြန်မပေးရဟုမြို့အထက်မှာရန်တုတက်ပြတ်ဖို့မြို့ကလေးနဲ့သူရဲကောင်းတွေစီမြေတားတွေရောက်အောင်ပို့ပေးကြဖို့ မြို့ကလေးရင်ဂျေဇုမဆက်နိုင်သေးပေမဲ့မြို့ကလေးရဲ့ဆက်လျှောက်ပေးခဲ့တဲ့ဂျေဇုကိုငါတို့ဘယ်တော့မှမမေ့ပါဘူး။ဒါရရနဲ့မြို့ကလေးရင်မင်းကစလို့မြို့အားလုံးလွတ်မြောက်ပါစေလွတ်မြောက်ပါစေအထီးအခါကင်းပါပါစေမြို့ကလေးကြောင်းပြောတဲ့အခါမတို့မှလည်းတန်ရာတို့အပြစ်မြို့ကလေးမှလည်းနာကျင်စရာတွေအပြစ်မြို့ကလေးကသူ့မြို့သားတွေကိုဆုံးရှုံးထားရပြီးငါတို့မှလည်း ကိုအရင်ကလိုချစ်စရာကောင်းတဲ့မြုပ်ကလေးကိုပြန်ရဖို့မလွယ်သေးမြုပ်ကလေးနမီကိုတော့ထူးပြီးပြောပြဖို့မလိုဘူးထင်ပါတယ်ခမားတို့ရင်ခဲမှာလွမ်းစရာကောင်းတဲ့မြုပ်ကလေးတစ်မြုပ်ရှိခဲ့ပါလိမ့်မယ်ဒဏ်ရာများတဲ့မြုပ်ကလေးလို့ပြောရင်ဟိုးတောင်ဘက်ပိုင်းကိုမျှော်ကြည့်နာကျင်လွမ်းမောစရာအမတ်တရားတွေရှိရဆိုရင်မြုပ်နမီကိုခမားတို့ မှတ်မိပါလိမ့်မယ်။တဲ့တူပါဆိုတော့ဒီကဗျာကကျွန်တော်တို့တောင်ပိုင်းရဲ့တော်လိုင်းကြီးတန်တေးစတည်တဲ့မြို့လို့ပြောလို့ရတယ်မြို့လေးတမျိုးကြောင့်เนาะကျွန်တော်တို့ရဲ့ဒုတိယအိမ်ပြောလို့ရတယ်မြို့လေးတမျိုးကြောင့်ဆိုတော့အခုရဲ့ဒီလက်တိုက်ပွဲတွေဖြစ်နေတယ်။အဲ့ဒီမြို့ကိုလုနေကြတယ်နော်။ဆိုတော့ဒီဒီအခုလက်ရှိဖြစ်ပြနေတဲ့အခင်ချင်းအာဒီကနေ့အဲလက်ရှိအချိန်မှာဖြစ်နေတဲ့အကြောင်းအရာပေါ့နော်။ဒါပေမဲ့တချင်းချင်းမှာဒါတွေကတမိုင်းမှတ်တမ်းတွေဖြစ်လာနိုင်မယ်။ ဒါပေမဲ့အခုဒီကာလအတွင်းမှာတော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့စုံမှုနယ်မြေတွေကိုထိချုပ်ဖို့လည်းလိုလိုနောက်ထပ်စုံမှုနယ်မြေတွေကြည်ကြည်ပြင်းပြင်းရရှိဖို့ကြိုးစားဖို့လည်းလိုဆိုတဲ့အခါကျတော့ဒီလိုစုံမှုနယ်မြေတွေရဖို့စုံမှုနယ်မြေတွေကြည်ကြည်ပြင်းပြင်းရှိလာပြီးတော့မှစစ်ကောင်စီကိုနိုင်ငံရေးအရာရောစစ်ရေးအရာရောဖိအားပေးဖို့စစ်ကောင်စီကိုပြိုလဲတော့အောင်ထိုးနှက်ဖို့ဆိုတာကျွန်တော်တို့ အာဒီဖာတိုလို့ခေါ်တဲ့ကျွန်တော်တို့နေမီပိုင်ဆိုးမှုလို့ပါတယ်ဆိုတော့ဒီလိုနေမီပိုင်ဆိုးမှုတော့အသက်တွေရင်ဘွားတွေရင်ပြီးတော့မြေပြင်မှာတိုက်နေတဲ့ကျောင်းကြီးကိုရဲဘော်တွေရှိတယ်နိုင်ငံကနေပါဝင်နေကြတဲ့တော်နိုင်ရဲ့အဖွဲ့အစည်း EAO EAO တွေအများရှိတယ်ဆိုတော့ကျွန်တော်တို့စိတ်သက်သာကြရမလို့ပဲနဲ့ဒီမြေပြင်မှာတကယ်တိုက်နေတဲ့အဖွဲ့အစည်းတွေကိုတိုက်ရိုက်အာကူပေးကြပါအခုဒီနေ့ဒေါနာအာကော်လံကနေပြီးတော့မှအာပက်ဒိုရီ စပီးရောနော်အေးတောင်းနာအင်အားဆိုရဲဒီကမ်ပိန်းမှာအာကျွန်တော်တို့ရဲ့ဒေါ်လာတစ်ပြတ်ချစ်သူတွေအနေနဲ့ပါဝင်ပေးကြဖို့ထပ်ထပ်ပြီးတော့မှတိုက်တော့ပါတယ်ကျေးဇူးများကြီးတင်ပါတယ်